ခွန်အားချာနေကိုရရှိနေကြသောမိဘတွေများအားလုံးကိုကျမ်းမာလို့စိတ်ချမ်းသာကြပါစေကျွန်တော်ကတော့အနာဂတ်ကိုမကြောက်နဲ့စာအုပ်မှာတက္ကသိုလ်ဆရာတဦးကဆိုတဲ့ဆောင်းပါးတစ်ပုဒ်ဖတ်ပြပေးမယ်သူစင်မဲ့ဖြစ်ပါတယ်တက္ကသိုလ်ဆရာတဦးကမနေ့တနေ့ကပင်ပန်းစိုးတန်းစာအုပ်ဆိုင်တန်းမှအပြန် ိသားစုတစုကိုတွေ့လိုက်ရသည်မတွေ့ရတာကြာပြီဖြစ်သောကြောင့်သူတို့တွေကဝမ်းသာအားရနှုတ်ဆက်ကြသည်နှုတ်ဆက်ုံသာမဟုတ်သူတို့ကစားတော့ဆိုင်ကလေးတစ်ခုတွင်ကျွန်တော်ကိုရွေးမွေးရွေးချင်မွေးချင်ကြသည်သည်သို့တော့သို့တော့ကျွန်တော်ကအချိန်မပေးနိုင်တော့၍မိုးတိုးမတက်ပင်ရက်ပြီးခဏတစ်ယောက်စကားပြောခဲ့ရသည်သည်နှစ်ယောက်စလုံးပင်တက်ကတူကဆရာဆရာမများထိကြသည် ဇနီးဖြစ်သူခင်ခင်လှကကျွန်တော်တပည့်မဟောင်းဖြစ်သည်ခင်မွန်းဖြစ်သူမောင်ဆိုးတန်းကတော့တိတ်ပံဘက်ကဖြစ်၍ကျွန်တော်တပည့်မဟုတ်သို့တော့တပည့်မနှင့်ပတ်သက်၏တကြောင်ကျွန်တော်စာပိစာဖတ်ပရိသတ်ထင်နေ၏တကြောင်ကျွန်တော်ကိုဆရာရင်တမရင်တပွဲလေးစားခင်မင်ရှာပါသည်တတယောက်တမီတယောက်ရှိရာတမီကြီးမှာဘွဲပင်ရပြီယခုပါလာတော့တားငယ်ကလေးမှာဆယ်တန်းရောက်နေပြီသူတို့လင်မယားတနေစီတောင်းဝင်ထမ်းခဲ့ရစဉ်က ကတိလင်ဒဖြစ်ပုံယခုမှရန်ကုန်ပြန်လာကြ၍အသက်ရှူချောင်သွားပုံကျွန်တော်စာလေးကိုဖတ်ရတိုင်းចောင်းသူဘဝကိုပြန်ပြီးလွမ်းမိပုံစသည်ဖြင့်ဆုံနေပါတော့သည်သူတို့နှင့်ခွဲခွာခဲ့သောကျွန်တော်လည်းတက္ကသိုလ်ဆရာဘဝနည်းရကိုသတိရမိသည်အထူးသဖြင့်ခင်ခင်လှအကြောင်းကိုပြန်ပြီးတွေးနေမိသည်ခင်ခင်လှကိုကျွန်တော်ကမိလာဟုပဲခေါ်လေးရှိသည်သူကလည်းမိလာခေါ်သည်ကိုပဲကြိုက်နေပုံရသည်တခါလေအမှတ်မထင်ခင်ခင်လှဟု ခေါ်လိုက်မိတယ်ပင်လင်းဆရာကလည်းမိလာပဲခေါ်စမ်းပါဟုပြောတတ်သည်နောက်တော့ကျွန်တော်နဲ့စကားပြောရင်းသူ့ကိုယ်သူမိလာကလေမိလာကလေစသည်ဖြင့်ပြောတတ်သည်ယခုခဏလေးတွေးလိုက်ရတော့ပင်လင်းသူ့ကိုယ်သူမိလာဟုပင်တောင်းနေသည်ကိုသတိပြုမိလိုက်ပါသည်သည်သူကသာမဟုတ်ကျွန်တော်ကလည်းမိလာလိုပဲပြောခဲ့ပါသည်မောင်ဆိုးတမ်းမှာမိလာဤချေဦးသူမဟုတ်ချင်းတက္ကသိုလ်ဒုတိယနှစ်လောက်တွင်တင်ထုံးဆိုသောချေတူတယောက်ရှိခဲ့ဘူးသည် တင်ထွန်းကသိဗံဘက်ကထင်ပြီးဘဲဘာသာယူတယ်လဲဆိုတာကိုတော့မမမိတော့ပါကျွန်တော် B အောင်ပြီးတော့ BD ကိုတက်လိုက်သေးသည်ထိုစဉ်ကအလုတ်တင်ညာတင်ចောင်းလေးတွေရှိရာကျွန်တော်ဝင်ခဲ့သောចောင်းလေးတွင် တင်ထွန်းကို၁၀န်းចောင်းသားအထိတင်ခဲ့ရဘူးသည်သူကလည်းကျွန်တော်ကိုယူတည်ခင်မင်ပါသည်တင်ထွန်းကညံကောင်းသည် ရုပ်ကလည်းခက်ချောချောဟုဆိုနိုင်သည်သို့တော်ထုံပေပေနှင့်တစုံထုံးလောက်တဲ့သောညံကလေးရှိသည်ညင်ကလေးရှိသည် နောက်ပိုင်းမှာတက္ကသိုလ်ရောက်လာတော့လေကျွန်တော်စီကိုတစ်ခါတစ်ခေါက်ဆိုလို့ရောက်လာတတ်ပါသည်မိရနဲ့တွဲမိသွားတော့မြမစာဌာနဘတ်တို့မကြာခဏရောက်လာပြီးသူတို့နှစ်ဦးတဘူဘူတွေတွေနေဒီကိုနေနေကြပင်ဖြစ်တော့ဖြစ်သွားတော့သည်တဘူတွေနေရင်းကပင်တကြက်တက်ဖြစ်နေကြသည်ကိုလည်းကျွန်တော်သိလာရသည်နောက်တော့မိလကျွန်တော်ထံလာပြီးတင်ထုံးအကြောင်းကိုတိုင်ရင်ညည်ဆန်းဆန်း မကြာခဏအထင်နေတတ်သည်ကျွန်တော်ကလည်းဘာပြောတတ်နေလဲသူပြောတာကိုနားထောင်ပဲပေါ့သို့တော့တခုရှိလာသည်ကတင်တွန်းကမိလာထံအရက်ကလေးခတ်ထွေထွေနဲ့ရောက်လာပြီးစိတ်အခမ်းမသိင်ရင်မိလာကိုနင်းပင်းရိုက်တက်ခြင်းပင်ဖြစ်သည်သို့တို့ထင်လျင်မိလာကတပတ်ဆယ်ရက်ခန့်မခေါမပြောအဆက်ဖြတ်တာလိုက်လိရှိသည် နောက်တော့လည်းရှင်ဤတိုင်းတွဲနေနေသာဖြစ်သွားပြန်တော်သည်စင်စစ်ယခုမောင်ဆိုးတန်းက ထိုစဉ်ကလေးကပဲမိလာကိုချစ်ခင်နေကြောင်းကိုမိလာကတစွန်းတစကျွန်တော်ကိုပြောခဲ့ဘူးဒီကိုသတိရမိပါသေးသည်မိလာကလည်းအသားညိုညိုပေါ့ပေါ့ဖောင်းဖောင်းကိုလုံးကလည်းဝဝတက်တက်ကလေးနဲ့ချစ်စရာကောင်းဒီမှာတော့အမှန်ပဲဖြစ်သည်အတူတူချင်းပင်ကိုတဘောအလုံးကောင်းလျက်လူချစ်လူခင်ပေါ်တော်မင်းလေးတယောက်ဖြစ်သည်ဒီတော့မောင်စိုးသိန်းကမေတ္တာရှိသည်မှာအဆမ်းမဟုတ်မောင်စိုးသိန်းကိုယ်တိုင်ကလည်းခက်အေးတဘောကောင်းမနှောကောင်းဟူသောလူစားမျိုးဖြစ်သည်တင်ထုံးကတော့ထို့သူမဟုတ် ယခုခေတ်လူငယ်စကားနဲ့ပြောရင်จิตတတရတတတော့ကောင်းလေးတရားဟုပြောရပြီးတော့ညီတစားတစားနဲ့မိလာနဲ့တင်ထုံလို့ဤတကြဲကြဲကပို့ပြီးစိတ်လာသည်ဖြင့်ပို့လို့လဲတင်ထန်လာသည်တချီတွင်တင်ထုံကဘာဘယ်လိုလုပ်လိုက်သည်မသိလက်မောင်းမှာအညိုမဲဆွဲလာတော့သည်ဒီတခါမှာတော့မိလာအတော်လေးနာကြီးပုံရသည်ဆရာရဲ့ဒီတခါတော့တိတ်ကိုစိတ်နာတယ်မိလာလည်း ီခန္ဓာအချိန်ချိန်မှာဆရာလေးတီးပါတယ်မိလာတီခန္ဓာကိုသူတီးပါတယ်တီးရဲ့သားနဲ့ကိုလုံနေတော့အနိုင်ကျင့်နေတာတသက်ဖြစ်မနေဘူးလားမိလာတီးခံခဲ့တာလဲမင်းကလေးဆိုတော့တနှစ်နာကနှစ်နှစ်နာမိလာကစကားဆက်မပြောတော့ပဲငုံနေပါတော့ဒီကျွန်တော်ကလည်းဘာမှမပြောတော့အတော်လေးကြာမှနေနေဘာတွေကိုတုတ်လိုက်ရင်ဆရာမိလာကို မိလကုတင်ထုံးကုန်ထက်လိုက်ရရင်ကောင်းမလားမိလဘာလုပ်ရမလဲဒီတိုင်းဒါဆက်သွားနေရင်တော့ကျွန်တော်ယုတ်တိရဲ့ဘာမှမပြောင်းနိုင်သူ့ကိုယ်တိုင်ငေးကြည့်နေပါတော့ဒီခဏရှိတော့မှကဲမိလနင်မေးလာတော့မှငါကလည်းပြန်ပြီးမေးရတော့မှာပဲငါမေးတာကိုနင်ထေဖို့မလိုဘူးနင်ပါတာနင်အထက်တန်းစဉ်းစားကြည့်ဖို့မေးလိုက်ပါဟုံးတော့အင်္ဂါပေးလိုက်တာပဲလို့သဘောထားအေးစင်စဉ်းစားပြီးမှထီပြီးတော့မိလာကကျွန်တော်ကိုမော့ကြည့်ပြီးနားဆွင့်ပါသည် ျွန်တော်ကသူ့ကိုစစ်စစ်ကြည့်ပြီးမိကွန်းကနင်းဟာတင်ထုံးတဲ့အိမ်အောင်တိလိုက်ပြောင်းမယ်လို့ထင်သလားတာယာတဲ့အိမ်အောင်ဖြစ်မယ်လို့ထင်သလားဒီနေရာမှာအိမ်အောင်ဆိုတာကနင်းတို့နှစ်ယောက်တည်းမဟုတ်ဘူးပေါက်ဖွားလာမယ့်တာသမီကြီးနင်းမိဘဆွေမျိုးတွေကထက်တွေ့ရမှာနော်မိလာနိုင်သွားပါသည်ကျွန်တော်ဆက်ပြီးအခုမထိနေအောင်အိမ်အောင်မှာတည်တည်ကြကြစဉ်းစားပြီးထိရမှာပြောင်းနိုင်မယ်တာမယ်တာလိမ့်မယ်လို့ထင်ရင်ဆက်ပြီးချင်းချင်းခင်ခင်နေနိုင်အောင် ဒီလိုပဲတီးခတ်နိုင်အောင်ကြိုးစားပေါ့တင်ထွန်းလဲငါတဲ့ပဲနင်းလဲငါတဲ့ပဲဒါပေမဲ့စဉ်းစားဖို့ကိစ္စဖြစ်လာတော့တက်တာအောင်ပြောရတော့မှာပဲကျွန်တော်ကနင်းနှထားကိုလည်းပြင်လိုက်ပြီးအတန်ကိုလည်းပြောင်းလိုက်ပြီးငါသဘောကတော့လင်မယားတက်စေရတာထက်သမီးကြီးသာခွာပြေးရတာကပိုပြီးခံတာတယ်ဒါပဲတနင်္လာရီနှစ်နင်္လာရီဆိုတော့ထင်းထင်းကြက်ကိုဘေးစကားတွေကိုအလေးမထားအလေးထားမလားကိုတက်တက်တာဘဝကိုအလေးထားမလားကဲသွားနင်းနာတက်လိုက်ဒီနေ့အိန္ဒိယတော့ ငါလည်းအတန်းဝင်ကြရှိသေးတယ်။မိလထုံနေကဆက်ပြီးအတန်းမတက်တော့ပဲအင်ပြန်သွားသည်။နောက်တစ်နေ့ကြောင်မတက်နောက်တစ်ရက်လဲကြောင်မတက်ဒီဤတို့နှစ်ကျွန်တော်စိတ်ထင်ဆယ်ရက်လောက်ကြောက်သွားသည်။ဒီနောက်ကြောင်ညံတက်တော့တင်ထုံကိုလည်းမတွေ့ရတော့သူတို့ချင်းစာရေးပြီးတော့ပဲအဆုံးတက်သွားလိမ့်တလားဘလို့ပြီးတက်သွားသည်ကိုတော့ကျွန်တော်မသိတော့မိလည်းမမိတော့နောက်ဆုံးနေ့ကြောင်မိကန်ဒီတော့မိလနဲ့မောင်စိုးသိန်းတွဲမိသွားသည်ဟုကြားလိုက်ရသည်ကျွန်တော်ကိုယ်တိုင်တော့ မတွေ့မိလိုက်ပါမိလာကလည်းသူနဲ့မောင်စိုးသိန်းတွေ့ပြစီအောင်တော့နေရဟောင်းမြန်မာသားဌာနဘက်ကိုနှစ်ယောက်တွေ့ပြီးလာချင်ရှာနေမဟုတ်တင်ထွန်းလဲတကယ်ပြက်ဆဲလိုက်ပြီဆိုတော့အတော်လေးစိတ်ထိကြိုက်ပြီးဆွေးသွားသည်ဟုကြားလိုက်ရသည်အမှန်တမ်းပြောရရင်သူတို့နှစ်ယောက်ညားသွားကြလင်လဲတာတော့အိမ်တော်ကြီးမထင်နိုင်ဟုကျွန်တော်ယုံကြည်သည်တက္ကသိုလ်ဆရာတော်ကမှာဘူးသည့်နှုတ်ရည်အိမ်တော်မှုမှာဘူးသည့်နှုတ်ရည်အိမ်တော်မှုဖျားသည့် ဈေးမင်းနှုတ်ဆုပ်ထူဤသုံးဦးချက်မပိုင်နေနောင်တင်လဲခန့်နေအမျိုးဟုသောတိထက်ကလေးကိုစာဖတ်သူတွေ့ဖူးပါလိမ့်မည်ကျွန်တော်ဒီလေအထက်ကအတိုင်းတက္ကသိုလ်ဆရာတအူဘွားကမာခဲ့ဖူးပါသည်